မိသားစုတွေစီကနေစွန့်ပစ်ခြင်းခံစားရတဲ့ Flint Thunderpad ပြည်သူများရှင်ထိုင်းသီးယုံဆောင် Flint Thunderpad ကမိသားစုရဲ့နှွေးထွေးမှုနဲ့ချစ်ချင်းမြတ်တာအကြောင်းပြောဆိုရမှာအလွန်စိတ်ခံစားလွယ်ပြီးတော့မျက်ရည်ချတတ်သူတူဖြစ်ပါရင်မကြသေးမီက၎င်းရဲ့မိသားစုနဲ့ပတ်သက်တဲ့စိတ်ခံစားမှုတွေကိုရှင်းပြပြီးတော့မျှဝေခဲ့ပါရင် Flint Thunderpad ရဲ့ပြောဆိုချက်အရသူလိုချင်တဲ့ဂယူဆိုင်မှုကို Parking Component Making Commerce ကမရရှိခဲ့တဲ့အတွက် သူ့ကိုမချစ်ဘူးလို့ထင်မှန်းမိကြောင်းဆိုပါတယ်။၎င်းကအမေကအကိုကိုပဲပို့ချစ်တယ်။အကိုကိုပဲပို့ကီယူဆိုင်တယ်။ fling ကိုဆိုရင်တော့ဖေးပွင့်မပေးဘူး။ကိုကိုမချစ်ဘူးလို့ခံစားရတယ်။ဒါကြောင့်ဒီမိသားစုကိုဆွန့်ခွာပြီးတော့အောင်မြင်မှုနောက်ကိုလိုက်ခဲ့တယ်လို့ဝန်ထဲစွာဖွင့်ရခဲ့ပါတယ်။တကယ်တော့မိသားစုဝင်တွေအချင်းချင်းချစ်ပုံချင်းနီးမတူညီကြပေမဲ့ကိုယ်စိတ်ထဲမှာမချစ်ဘူး၊ဂယုမဆိုင်ဘူးလို့ခံစားရတဲ့အခါကိုအတွင်းနဲ့ပဲမဆုံးဖြတ်ပဲနဲ့ပုံမှန်လင်းလင်းဖွင့်ပြောဖို့အကြံပြုထားပါတယ်။ ဒါမှသာအပြေမှန်ကိုသိရှိနိုင်မှာဖြစ်ပြီးတော့ကိုယ့်ရဲ့အတ္တတွေကိုရှေ့တန်းမတင်သင့်ကြောင်း၎င်းရဲ့ကိုတွေးခံစားချက်တွေနဲ့အတူမျှဝေပြောကြားခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးအစုံလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှင်ပါတယ်ရှင်။